မုံရွာမျိုးကလမ်းမင်းမှာပြထားတဲ့စာလာအိတ်တွေကနေမွေးရီဆေးဝါးနဲ့စိတ်ကြွဆေးပြားတွေတင်းစီရမိကြတယ်လို့မုံရွာမျိုးနေမင်းရဲတပ်ဖွဲ့ကနေတင်ရန်ရှိပါတယ်ဒီကနေ့ဇွန်လ19ရက်နေ့မနက်7:00နာရီကျော်မှာမုံရွာမြို့ကကျေးဇူးရှင်ဘုန်းတော်ကြီးကျောင်းတောင်ဘက်အိုဒရိုင်းဘေးလမ်းမပေါ်မှာဆာလာအိတ်အထုပ်စဲတို့ကိုရဲတပ်ဖွဲ့ကစစ်ဆေးခဲ့ရတာကနေမွေးစေဝါနဲ့စိတ်ကြွစေပြားတွေစတင်တွေ့ခဲ့တာဖြစ်တယ်လို့သိရပါဗျာ။ လက်တလုံးမှာစိတ်ကြွယူသူစီပြတသိန်းနဲ့ဘိမ်းမြူလိုယူဆရတဲ့ဖြူဝါရုံအမှုနဲ့ဆက်ပြခွက်တဲထဲထားတဲ့ပလတ်စတစ်ထုတ်1080ထုတ်ကိုသိမ်းဆည်းရရှိလာပြပြီးအလေးချိန်နဲ့တမူကိုတွက်ချက်နေစေဖြစ်တယ်လို့သိရပါဗျ။ဒီမိုးရစ်စည်းတွေကိုအခုတွေ့တဲ့ဟာအတိုင်းပဲအတိအကျပေါ့။အတိအကျကိုဒါဘာလုပ်ရမလဲ။ဖြက်စစ်ပြရမလား။ဟောနော်လူတွေထဲမှာတော့ပြန်ဖြန့်လိုက်တဲ့ဟာမျိုးတော့အမားတို့ကတော့မဖြစ်စေချင်ဘူး။ဒါအမရဲ့စံနာပေါ့နော်။ဖြစ်လဲဖြစ်တဲ့နယ်လို့မာတော့ထင်တာပေါ့။ဒါတွေကတကယ်တော့ ဟိုအနာပိုင်းတွေကလည်းတွေ့သွားပြီပြည်သူတွေကလည်းတွေ့သွားပြီအားလုံးကအတိအကျပဲအမားကတော့ဖြစ်စီနေတာဖြစ်စီရရှိရင်ဖြစ်စီမယ်ဖြစ်စီတယ်ဆိုတဲ့နေရာမှာလည်းဟိုပြည်သူတွေသိအောင်ပေါ့နော်ချပြပြီးတော့မှအမှန်အကန်ပေါ့အမှန်အကန်ပဲအမားကဖြစ်စီနေအဆိုပါထုတ်တွေကိုရက်ွက်နေပြည်သူတွေကတွေ့ရှိခဲ့ပြီးဘာပစ္စည်းတွေမှမသိလို့နေမီရဲစခန်းမှုနဲ့ရက်ွက်အုပ်ချုပ်ရေးမှုကိုအကြောင်းကြားခဲ့တာဖြစ်ကြောင်းပစ္စည်းတွေကိုတွေ့ရှိသူတွေကပြောကြားခဲ့ပါတယ်